အားလုံးပဲမင်္ဂလာပါခင်ဗျာဇော်ကြီး YouTube Channel လေးကနေကြိုဆိုလိုက်ပါတယ်ပရိသတ်အားလုံးကိုကျွန်တော် Channel လေးကနေဘ ഹു တုတ္တနဲ့ခွန်အားဖြည့်စာစုလေးများကိုစင်စက်မပြတ်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော် Channel လေးကို Like and Subscribe လေးပေးပြီးအားပေးကြပါအောင်ခင်ဗျာဒီကနေ့မှာတော့ကြရှုံးလို့မရဘူးဆိုတဲ့စာသားလေးကိုတင်ဆက်ပေးချင်ပါတယ်ကြေကွဲလို့ရတယ်ဝမ်းနေလို့ရတယ်နာကျင်လို့လည်းရတယ်ပြိုလဲလို့လည်းရတယ် အောင်ကုန်မယ်ဆိုလဲအဆင်ပြေတယ်။ဒါပေမဲ့မင်းကြရှုံးသွားလို့တော့မရဘူး။ဘာလို့လဲဆိုတော့မင်းကိုမုန်းတဲ့သူတွေရှိနေသေးတယ်။မင်းကိုမနာလိုတဲ့သူတွေရှိနေသေးတယ်။မင်းကိုတိုက်ခိုက်မဲ့သူတွေရှိနေသေးတယ်။မင်းအကြောင်းမကောင်းပြောမဲ့သူတွေရှိနေသေးတယ်။မင်းဟာဝက်ကို အလစ်ချောင်းနေတဲ့သူတွေရှိနေသေးတယ်။မင်းကြရှုံးတာကိုလက်ခုပ်တီးပြီးလှောင်ချမဲ့သူတွေရှိနေသေးတယ်။ ဲ့ဒါကြောင့်ဘယ်တော့မှမကြရှုံးစေနဲ့လဲကြရင်ပြန်ထမင်းစားရှိသလောက်အောင်မြင်ပြလိုက်စမ်းပါကျွန်တော်ကကိုငယ်ပါ